ိဘနှစ်ပါးဆုံးသွားတဲ့မိသားစုတစုသူတို့ကတန်းရိုက်မေးတာတော့မဟုတ်ဂျားလူကနေမေးပေးတာသူတို့ဖေမေကအိတ်ပြောင်းရင်းနဲ့တည်တယ်သူတို့ဆေးထိုးလိုက်တော့အိတ်ပြောင်းသူတို့ဖြစ်သွားတာပေါ့အိတ်ဆေးထိုးတာဟုတ်အဲ့တော့အိတ်ပြောင်းရင်းနဲ့တည်လို့ရှိရင်ဘဝကူကောင်းတယ်သူကဒီလိုယူဆတယ်ဘာဖြစ်လို့လဲဆိုတော့အိတ်တယ်ဆိုတာဘဝင်စိတ်ဘဝင်စိတ်တွေကအကုသို့မှမဟုတ်တာအကုသို့မဟုတ်တဲ့အတွက်ကောင်းတယ်ဒါကြောင့်မလို့သူတို့မိဘဟာကောင်းရဘဝရောက်မယ်ဒီလိုပြောတယ် အဲ့ဒါမှန်ပါသလားဖရာတဲ့တခြားလူတွေကအဲ့ဒါမဟုတ်ဘူးလို့ပြောနေတယ်အရှင်ဘုရားဒီကိစ္စအတွက်နည်းနည်းလေးအဖြေပေးပါဘုန်းကြီးကပြောပြဘလောက်အိပ်ပြောပြောတေကနီးရင်တေကနီးစောဒါမြန်မာလိုပြောတာပါဠိလိုပြောရင်မရဏတန်တာစောကျင်းနေစောတယ်အဲ့ဒီမရဏတန်တာစောသည်သူနဲ့နီးစပ်တဲ့အာယုံယူသွားမှာအဲ့တော့တေနေတဲ့အတွက်ကိုမအိပ်နေတဲ့အတွက်ကိုမပြင်နိုင်ဘူးနော်ဆိုတော့ နိုးချမ်းနေတယ်တတိရှိနေတယ်ဆိုရင်မိဘသုံးဖို့ရင်ညီကောင်မတော်မသုံးဖို့သားသမီးအမေအမေဘယ်မှာဘာလူထားတယ်နော်အဖေအဖေဘယ်မှာဘာလူထားတယ်နော်ဟိုအဖေဥပုပ်ရရှိစောင့်ထားတာလည်းရှိတယ်နော်တရားစခန်းနေခဏခဏဝင်ထားတာနော်အဖေစူးစမ်းမှတ်နော်ဘေးကပြင်ပေးလို့ရသေးတယ်နော်ခုနအိပ်ပျော်နေတဲ့လူနာကိုပြင်ပေးလို့ရသေးတာတော်တော်တော်တစ်ချိန်တော့ချိန်တယ်မဟုတ်ချက်ဒီဇောကတော့သားပါမရဏတဏ္ဍဇောဆိုတေခန္ဒီဇောလို့ခေါ်တယ် အဲ့ဒီဆို၅ချိန်ပြီးတာနဲ့ဟိုမှာနောက်မှာသေတော့မှာအဲ့ဆိုအဲ့ဒီဆို၅ချိန်မှာအိပ်ပျော်နေတဲ့လူနာဟာဘယ်အာယုံယူလို့ယူမှန်းမသိဘူးဒီဘဝမိမိလောက်ခဲ့တဲ့ကုသိုလ်အကုသိုလ်ယူမှလားသို့မဟုတ်ရင်ဟိုအတိတ်ဘဝမြတ်စွာကလောက်ခဲ့မိတဲ့ကံဒီဇောကယူမှလားမသိဘူးဒီဇောကဘယ်အာယုံကိုယူလို့ယူမှန်းမသိဘူးဘေးလူကလည်းပြင်ပေးလို့မရဘူးလေပြင်ပေးလို့မရတဲ့အတွက် အိပ်ပျော်လို့တေတိုင်းကောင်းတယ်လို့ပြောလို့မရတော့ဘူးအာနေချက်ကဘာရှိလဲပြင်လို့မရဘူးဟုတ်တယ်နော်ပြင်လို့မရတချို့ရှိတယ်လေလူနာအလူလဲခံတာဘလို့မှမကြည့်နိုင်တော့ဘူးဆိုဘလို့စေတို့ချတယ် cross ဆိုအိပ်ပျော်သွားတယ်အဲအိပ်ရင်တက်လက်နဲ့ပဲအသက်ထွက်သွားတယ်ပေါ့ထားပါတော့စေပညာသဘောတရားရအိပ်ပျော်သွားတယ်အဘိဓမ္မာသဘောတရားပြောရင်အိပ်ပျော်တာမှန်တယ်တိုးတော့ပေကန်နင်းရင်တော့ဘဝကူးမဲ့ပုံကိုယ်အတွက်ဇောမစောပဲနဲ့ကူးဖို့မကူဘူး အဲ့ဒီဇောဒီအာယုံတစ်ခုခုချင်းနေယူတယ်ယူတဲ့ခါမှာဘေးကလည်းပြောပေးလို့မရတဲ့အတွေ့သူကသူထင်ရင်အာယုံထင်လာမှာပဲဒီဘဝအာယုံထင်ရင်လည်းထင်မယ်အတိတ်ဘဝမြတ်စွာဒုက္ခတဲ့အာယုံထင်ရင်လည်းထင်မယ်အဲ့တော့ဒီဘဝအာယုံထင်ရင်ဒီဘဝကိုလုတဲ့အလုကအကျိုးပေးမှာကိုအတိတ်ဘဝမြတ်စွာဒုက္ခတဲ့အလုကဒီမှာလာထင်နေဆိုရင်လည်းအဲ့ဒီကံတွေကဝင်အကျိုးပေးမှာဒီဘဝကံမပေးဘူးဘာကဝင်ထင်လို့ဘယ်လိုသွားမလဲမသိဘူးမကောင်းဘူးလည်းပြောမရဘူးကောင်းတယ်လည်း ြောလို့မရဘူးမသေးကြဘူးလို့ပြောတာနော်ဒါအိပ်ပျော်ရင်သေလို့ကောင်းမယ်လို့တော့မထင်နဲ့ဘယ်တန်းဆိုရင်လိုချင်ရင်သေတဲ့အချိန်မှလည်းနှမျိုးရှိတယ်ခုနပြောတဲ့တက်တောင့်တက်တာသေရင်ကိုအာယုံကောင်းလေးပြုတ်လို့မရဘူးလည်းရတယ်အပြင်းထန်ယောဂနှိမ့်ဆက်တဲ့ဒဏ်ချက်နဲ့သေမယ်ဆိုရင်အဲယောဂနှိမ့်ဆက်တဲ့ဒဏ်ချက်ပြင်းလို့ရှိရင်မခံနိုင်ဘူးမခံနိုင်တာကိုဒေါသလို့ခေါ်တယ်ဒေါသနဲ့သေငရေပြင်းနော် အဲ့မခံနိုင်လုံးအကြီးတော့တတိတွေလစ်သွားတယ်ဆိုရင်မောဟနဲ့သေတရိษံပြေနော်တခါအဲ့ဒီအချိန်မှာစွဲမိစွဲရအာယုံတခုဇနီးဖြစ်စေခင်မုန်းဖြစ်စေသာသမီဖြစ်စေစီးပွားဖြစ်စေစွဲလိုက်ပြန်ရင်လေလောဘနဲ့သေပိတ္တာပြေဆိုတော့အသေးကောင်းဖို့လွယ်လားပေးတယ်ဆိုတာတသက်တခါတော့သေချမှာပဲနော်သေခါနီးဟာတော်တော့ကိုအရေးကြီးတယ် တာမန်လို့တွေးလိုက်ရင်လည်းတာမန်ပဲလေသိအရေးကြီးတယ်လို့တွေးလိုက်ရင်လည်းအရေးမကြီးဘူးလားကြီးလားဒီတခါအမှားသည်နောက်တဘဝလုံးသွားမှာဟုတ်တယ်နော်ဒီသေကန်ဒီလေးအမှားသည်နောက်တဘဝလုံးမသွားဘူးလားသွားလားအဲ့တဘဝနဲ့ရိုက်ရင်တော်တယ်နော်မြေနှိမ့်ရလန်ဆိုင်တဘဝနှိမ့်ပြီးရင်နောက်ထပ်နှိမ့်တာတွေမလာနိုင်ဘူးလားလာနိုင်လားဥမာပေါ့ထားပါတော့ဒီမှာအာယုံမကောင်းတဲ့လူသေပြီးတော့တရိษံပုံရောက်သွားတယ် တတိယဆံဘုံရောက်သွားရင်တတိယဆံမှာကုသိုလ်ဆိုတာမရှိဘူးနော်နေ့စဉ်ပါလေလောဘဒေါသမောဟဟုတ်တယ်နော်စားမယ်တောက်မယ်တခါသူ့အစားလာလူကြီးမှာကြိုက်မယ်ခွမယ်နော်တခါနဲ့ဒေါသပြီးတော့ဗာတိဘာမှအကျိုးကြောင်းဆိုးကောင်းမသိတော့မောဟအဲ့ဒါနဲ့ပဲဘဝတစ်လျှောက်လုံးလဲနေလားအဲ့တော့သိရင်နောက်ထပ်ကောင်းဖို့လွယ်မလားမလို့အတိတ်ကံတွေဝင်ပေးသွားရင်သာသူ ကောင်းရရောက်ရင်ရောက်မယ်အဲ့ဒီတရိษံဘောကလုတ်တဲ့ကံနဲ့ဆိုတော့ကောင်းရရောက်ဖို့ကိုမရှိဘူးဒါကြောင့်တခါနိုင်ပြီးရင်နောက်ဆက်တိုက်နိုင်သွားနိုင်တဲ့အတွက်တေကံနီးလေးတစ်ချက်မကောင်းတာဒီအနာကတ်ကိုတော်တော်လေးရိုက်ခတ်တယ်နော်နည်းနည်းလေးရိုက်ခတ်တယ်လားအများကြီးရိုက်ခတ်တယ်လားအဲ့တော့ဒီတေကံနီးဟာအရေးကြီးတယ်နော်နောက်တစ်ခုပြောမယ်နော်သမီးထင်တယ်လို့မိဘနှစ်ပါးကတကယ်ကိုသမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တောင်မှမိဘအပြစ်မဟုတ်သမီးကံလို့ မလိုခြင်းလို့ပေးလိုက်ရင်တောင်မိဘအပြစ်လားသာသမိကံလားသာသမိကံနော်ညလုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတလုံးကလောကရှုထောင်းအောင်ကြည့်ဖို့တလုံးကဓမ္မရှုထောင်းအောင်ကြည့်ဖို့နော်အရာတိုင်းကိုရှုထောင်းနှမျိုးကြည့်မှအမှန်မြင်တာတဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်ကခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးသွပစ်ထား ဟာဒီမိမမိခင်စိတ်မပီတာဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီကမိဘမေတ္တာနဲ့ဆောင်ဆောင်အောင်ပါပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်အောင်ပြောတာဘုရားတခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတခုပြောပြမြတ်စွာဘုရားရှင်လက်ထက်တုန်းကဇောတိကဇတိလကာကောဏမေတ္တကတထေကြီး၄ဦးရှိတယ်ဇတိလတထေအဲ့နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေပေါ့သူ့ရွှေတောင်ဘယ်လောက်ကောင်းလဲဆိုရင် ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တော့တော့အချိန်တဆဲဆိုအချိန်တဆဲတုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ထွေတော့ကြီးဖွယ်လိုက်တဲ့နဲ့ဟိုမှာပြန်ပြည့်သွားဘယ်လုံးမှတော့မကုန်တာပြီးရဒီတရောင်နဲ့နဲ့တော့မှစိတ်ကြိုက်ပဲသူ့ငငယ်တော့ကသူ့အမွေးတော့လေမမွေးခင်တည်းကအမေကတစ်တန်တလုံးရိုက်ထားတာဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသားတစ်တန်ကိုပုံညက်တွေနဲ့ရေထဲမျောမှဆိုရေမစက်အောင်တခါတည်းလုပ်ပြီးသား သူ့လက်မွေးပြီးရောမိခင်ဝမ်းကကြွက်ကစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမစေးဘဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်မြေချောင်းအတိုင်းမျောသွားတော့ဟိုမှာရေချိုးစိတ်မှလည်းရေချိုးနေတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ်အလန့်မြင်တော့တယောက်ကလည်းလူလူလောပါလေကြောက်ရွံ့ကောင်းနိုင်လားလမ်းမြင်တဲ့ပထမအမျိုးသမီးကဟိုမှာဟိုမှာတက်တက်တုံမျောလာတယ်အဲ့ဒါငှားဟာတဲ့ဘာမှမသိညာမှမသိနော် ။နောက်တယောက်ကလည်းအေးအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်ရတဲ့အထက်ကဟာငါဟာတဲ့ဟောတော့ပြန်အောင်။အထက်မှာမပွေးတာအခွေလိုက်ပါလားဒုက္ခရောက်မယ်နော်။အဲ့ဒါဟိုရောက်တော့ကလေးလေးဖြစ်နေရောအရှင်နုရုဒ္ဓါသွားလှူတယ်။အရှင်နုရုဒ္ဓါဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတကာတထေးပေးလိုက်အောင်တကာတထေးကလည်း အရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအယံနဲ့ခေါ်တော့အဲ့ကလေးလဲအိမ်ရောက်တော့တရက်ထဲနဲ့လေ7နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကုန်။ဟာဒီကလေးလက်ကောင်ဟဆိုပြီးတော့အရွယ်ရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားနဲ့သုံးမကုန်ဖြုံးမကုန်ရ။ကဲအဲ့ကလေးမွေးပြီးတာနဲ့အမေရတခါလေးပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်။ဘာကြောင့်လဲ ဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိင္ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တတ်တော်ရှိဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဘူးဓာတ်တော်မပြုတ်ဘူး။ဘာဖြစ်လို့လဲဖူးမြော့သူစုံတို့ဘုန်းကြီးတို့မြတ်စွာဘုရားကဘုရားဖြစ်နေ55နှစ်ပဲသတင်းတော့ဟာဖူးမြော့သူမစုံတော့အဋ္ဌိဌာန်လိုက်တဲ့တေဇောတတ်လောင်စေတည်းဘယ်သူမှမီးသွားတွေ့ရတာမဟုတ်တွေ့သူထလောင်တာ တ်တော်တွေပြုတ်ခွဲစေတည်းတတ်တော်နှစ်တင်းသားရတယ်မြန်မာပြည်မှာတော့ဖရဲတတ်တော်စီတီတွေရှိတာပဲဒီနေ့ဒီမှာတော့ကမင်းကိုတန်းကိုတန်းနဲ့တန်တရာပြုတ်လွတ်လိုက်တော့တတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတွေကဖရဲတတ်တော်ဆိုပြီးတော့ကျင်းညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကိုယ်တော်တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်တက်အဓိဋ္ဌာန်လိုက်ကတ္တပဖရဲကြတော့နှစ်တောင်းတန်းမှာပွင့်တယ်တတ်တော်1000နဲ့6000တိနေသွားတာဆိုတော့ဖုံးမြော်သူစုံတော့သူကတတ်တော်မပြုတ်ခွဲဘူးဒါဆိုရင်ဇေဒီတန်ပဲဆိုတဆူတည်းပဲတယ်မှာ ဟိုချီမာလေးခုတ်ပြန်လဲအဲ့ဒါဇီဒီတဆူချီညိုလေးခုတ်ပြန်လဲဇီဒီတဆူအဲ့လိုလဲလုတ်လို့မဖြစ်ဘူးလေတဆူနဲ့ပေါင်းတယ်မှာဒါဆိုရင်တို့ရွှေဇီဒီတဲမယ်ဆိုတဲတာအေးတီတီခွဲလိုက်တာထပ်ပနာသွင်းကန်ဒီမှာယဟန္တာတပါကဒီဇီဒီဖူးဖို့ကြွလာလက်ပတ်ကြည့်လိုက်တော့မအူးတစ်ဖက်ကမပြီးသေးဘူးမေးတယ်တကကြီးတို့ဒီမအူးကမပြီးသေးဘူးလားထပ်ပနာသွင်းတော့မယ်လေ အရှင်ဘုရားကတိုင်းသူပြည်သားလူမြတ်တာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာနာအဲ့ဒါဆိုရင်ငါတခါတော့ပြောမယ်ကျမနာသူမရေကကန့်နေပြီအဲ့တခါကိုတော့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းတခါတွေကို ပြောလို့ရှင်ယာတိဥဒုကိုတော့ကြည်တင်တယ်ထင်တယ်နော်ယာတိဥဒုဆိုသိလားမျက်နာအကဲခန့်လို့ပြောနော်ယာတိဥဒုကြည်တင်တယ်အခုယဟန္တာရှင်မြတ်ကယာတိဥဒုမကြည်ဘူးအိမ်ရောက်တာနဲ့တန်းပြောတာတခါကြီးတခါကြီးတို့ဘက်က ရွှေမလတ်လို့ဟိုမှာမဟုတ်တဖက်မပြီးဘူးဖះဌာပနာသွင်းဖို့ရက်ကကတ်နေပြီဒကာကြီးတို့ကြိတ်လုံးတဲ့နေမို့လားသူပြောတာတော့အမှန်ပဲလေဒါမှလည်းဒကာအဲ့ချိန်ဘာဖြစ်နေလဲဆိုနေမြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်တွားပြလိုက်တော့ဒီမှာဘာဖြစ်မှန်းမသိကိုတော်လည်းအရေးတဲ့တမောင်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှင်လို့ပြောလိုက်တာကိုတော်ဖះရေတဲ့မျောလိုက်တဲ့တခွန်နဲ့အဲ့ကိုတော်ဖះရေတဲ့မျောလိုက်ဝစီဘေဒာ အဲ့တခွန်းကြောင့်ဘဝတရားတည်တည်အမျောခံအခုတန်းနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့အမွေးခဲ့တဲ့အမေ69ယောက်69ယောက်လုံးမျောတာကဲဒါဆိုမအေးရအပြစ်လားခလေးရကံလားဓမ္မမြင်လုံးနဲ့အဲ့လိုကြည့်ရင် လောကမှာဘယ်သူမှအပြစ်တင်ကြမရှိဘူးနော်ဘယ်သူမှအပြစ်တင်ကြမရှိဘူးယာတိတံဝပတိပိဇံတာတိတံဟရတိပလံကိုစိုက်တဲ့မျိုးစိမ့်နဲ့တူတဲ့တိကို 古边塞。